ါတော့ PMGC Group Stage ပထမနေ့ရဲ့ရလတ်ထိုင်းအသင်း EA ကတော့65မှန်းနဲ့အတူဦးဆောင်နေပြီးကျောမြန်မာအသင်း BG ကတော့28မှန်းနဲ့အတူအဆင့်30ရနေလိုက်နေပါတယ်ပထမနေ့ရဲ့ပွဲစဉ်6ခုလုံးကို recap လုပ်ကြည့်ကြည့်အောင်ဗျာပထမပွဲ Rondo BG နဲ့ landing ထက်ခဲ့တဲ့အသင်းတွေတော့မတွေ့လိုက်ပါဘူး BG လည်းပစ္စည်းတွေပါတယ်ကောက်တယ်ဇုံ rotation ကိုအကောင်းဆုံးဝင်ခဲ့တယ် top 4ထိရောက်လာတယ် ဒါပေမဲ့ဇုံတိုးရမယ့်အနေထားမှာ cover play တွေပါတယ်လည်းမရှိခဲ့ဘူးအတင်းအတင်းချညက်နေတဲ့ EA ရဲ့ high ground အားတာချက်နဲ့ BG တင်းလုံးပျောက်သွားခဲ့တယ်ဒီပွဲမှာ chef four နဲ့အတူ BG ၄မှတ် EA ကတော့28မှတ်နဲ့အတူ chicken စားသွားခဲ့တယ် ဒုတိယပွဲ Erangel BG ကတော့ military base နဲ့ landing ထပ်တဲ့အသင်းတွေတော့မတွေ့ခဲ့ရဘူးပစ္စည်းတွေပါတွေကောက်တဲ့ alliance နဲ့ဇုံဝင်လမ်းကြောင်းထပ်ခဲ့တဲ့ဒါမှမဲ့ fight မဖြစ်ခဲ့ဘူး BG ဘက်ကနေ VP player 3ယောက်ကိုရှင်းနိုင်ခဲ့တယ် BG ဘက်ကနေ TWS player တွေအပေါ် third party ဝင် join နဲ့ elimination နှစ်ခုတော့ရလိုက်တယ်ဒါမှမဲ့ BG ပေါ်မှာ alliance နဲ့ Boria third party ပြန်ရောက်လာတယ်ဒီနေရာမှာ BG လည်းရှင်းခံလိုက်ရတယ်ငါးမန်းနဲ့အတူ63 ဒီပွဲမှာ INF player တွေကတော့အမှတ်20နဲ့အတူ chicken dinner စားသွားတယ်။တတိယပွဲ Irangal BG ကတော့ပုံမှန်ဆင်းနေကြ military base ကိုဆင်းနေပစ္စည်းတွေဝါးလေးကောက်တယ်။ဇုံတော်တော်လေးကိုတိုးဖို့လိုခဲ့တယ်။ဇုံတိုးရင်းနဲ့ geek player တွေနဲ့တွေ့တယ်။ 4v4 fight မှာ BG ရှုံးသွားတယ်။85နဲ့အတူ0 match ဒီပွဲမှာ WBG ကတော့22မိနစ်နဲ့အတူ chicken dinner စားသွားခဲ့တယ်။ လေးပွဲမြောက် Irangal BG ကတော့ပုံမှန်ဆင်းနေကြ military base နေရာဆင်းနေဇုံကတော့လုံဝဆန့်ကျင်ဘက်ပစ္စည်းတွေဘာတွေကောက်အိမ်မှာဇုံတိုးတယ် BG ဘက်ကနေ INF player တယောက်ကိုရှင်းလိုက်တယ် WBG ကနေ unknown ကိုရှင်းလိုက်တယ်ရခ WBG ရဲ့ order ကိုရှင်းလိုက်တယ် Kick နဲ့ WBG fight မှာကျတော့ BG ဝင် join တယ် elimination တစ်ခုတော့ရလိုက်တယ်ဒါပေမဲ့ BG ရဲ့ player နှစ်ယောက် knock ဖြစ်နေတယ်ဒီအနေထားမှာ ERC ရဲ့ third party ရောက်လာပြီး BG ကိုရှင်းလိုက်တယ်လီမတ်နဲ့အတူ shut 8 ဒီပွဲမှာ DRS ဘက်ကနေ16မိနစ်နဲ့အတူချစ်ကန်နနာ စားသွားခဲ့တယ်။ငါးဝဲမြောက်မီရာမှာ BG နဲ့ EA landing တူခဲ့တယ်။တူတာမှရိုးရိုးတူတာမဟုတ်ဘူး။တတိုက်ထဲမှာ၈ယောက်။ဒီ fight မှာ EA က BG player ၄ယောက်လုံးကိုရှင်းလိုက်တယ်။86နဲ့အတူ0မှတ်။ဒီပွဲမှာ Flash ဘက်ကနေ22မိနစ်နဲ့အတူချစ်ကန်နနာစားသွားခဲ့တယ်။နောက်ဆုံးပွဲစဉ်ပွဲစဉ်နံပါတ်6မီရာမှာ PG ကဒီတစ်ခါ landing ပြောင်းခဲ့တဲ့ပစ္စည်းတွေပါတွေကောက်တဲ့ high ground မှာဦးစားပေးပြီးနေခဲ့တယ်။ဒီပွဲမှာတော့ဇုံက PG ကိုတော်တော်လေးကိုဦးစားပေးခဲ့တယ်။ဇုံပြောင်းတိုင်းပြောင်းတိုင်း PG ကောင်းမွန်တက်တဲ့ပဲဇုံက။ဒီပွဲမှာ PG ဘက်ကနေ player တွေအတိုင်းအတာတစ်ခုထိတော့ရှင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီထက်မက player တွေ kill တွေအများကြီးရရှိရမှာဖြစ်ပါတယ်။ဒါပေမဲ့ PG စီမှာကြီးရမယ်ဆိုရင် utility တွေကမရှိ ီပွဲမှာ BG ကဇုံနဲ့ high ground ရခဲ့တော့လည်းပဲအမားအမြင်တချို့ကြောင့်ကြက်တာတော့မစားခဲ့ပါဘူး။ BG ကတော့73မှတ်ရသွားတယ်။ဒီပွဲမှာ ARC က25မိနစ်အတူ chicken dinner စားသွားခဲ့တယ်။ ဒီနေ့ကတော့ day 2လာပါမယ် BG ဘက်ကနေအင်စာကောင်းကောင်းလုပ်ခဲ့မယ်ဆိုတာသိကြပါရယ်ဒီနေ့အကောင်းမွန်ဆုံးဆော့ကစားပြသွားမယ်ဆိုတာလည်းယုံကြည်ပါရယ်ဗျဒီနေ့6ပွဲမှာ BG ဘက်ကနေအကောင်းမွန်ဆုံးလက်စွမ်းပြဖို့လိုတာဖြစ်ပါတယ်မနေ့ပြန်6ပွဲမှာကြီးရမယ်ဆိုရင် competition ကတော်တော်လေးကိုမြင့်သွားမှာဖြစ်ပါတယ် top 3ဝင်ဖို့ဆိုတာတော့မဖြစ်နိုင်တဲ့လောက်ကိုခင်းရင်းသွားမှာဖြစ်ပါတယ်ဒါကြောင့် BG ဘက်ကနေဒီနေ့အကောင်းမွန်ဆုံးလက်စွမ်းပြမယ်ဆိုတာယုံကြည်ပါရယ်ဗျတကယ်ချင်းတော့ BG ကိုအားပေးဖို့ ready ပဲလား comment မှာမျှဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလိုပါတယ်ဗျာ